အမှန်တရားမျက်နှာသူများအားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်လည်းထပ်ပြီးရင်ကျွန်တော်မြန်မာနိုင်ငံအတွက်အမှန်တရားလေးတွေကိုသိချင်တူတွေကိုအမှန်တရားလေးတွေရှင်းပြမှာဖြစ်ပါတယ်အမှန်တရားလေးရှင်းပြမယ့်ဆင်မှာဘာလို့ထပ်ပြောချင်တယ်ဆိုတော့မြန်မာနိုင်ငံမှာဗျတကယ့်နိုင်ငံကိုအုပ်ချုပ်ခဲ့ဖူးတဲ့အုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်နေစေဖြစ်တဲ့နော်အဲ့ဒီအဖွေးစီတွေဟာနိုင်ငံကိုချစ်တာထက်နော်ကြောဝါရှင်း တည်သူလူထုကဂရုမစိုက်ဝိနာဟုတ်လားဘယ်လိုပြောမလဲကြောဝါချင်းတွေကိုအရန်လှုပ်ချင်းတယ်နောက်ပြီးရင်လူအထင်ကြီးအောင်ကိုမဘာမှအရင်ရှင်းမချပြအထင်ကြီးအောင်လှုပ်ချင်တာလေတွေးရတယ်ဗျနော်အဲ့ဒါဘာသူလဲဆိုလို့ရှင်းရှင်းပြောမယ်ဆိုရှိဒီမြန်မာနိုင်ငံကိုလက်ရှိအုပ်ချုပ်နေတဲ့စာကားစနော်ခေတ်ဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ဆေးဆိုးရလေးနှစ်တာတောင်ယူခဲ့တဲ့ NLD ကလူတွေနော်ကျွန်တော်တွေးနေရတယ်ဥမာဘာဘာတစ်ချက်နဲ့ပြောရမယ်ဆိုရင်ပေါ့ဗျာဒီ NLD လက်ထက်မှာ မြန်မာနိုင်ငံမြေပုံကြီးကိုပေါ့နော်ကိမ်းမုံလွေးပွေမွေးနေပွေခွေခိတာတွေပေါ့ကိမ်းမွေးနေပွေလောက်တာကြာမြန်မာနိုင်ငံမြေပုံကြီးကိုဟုတ်လားလုံပြီးမှခွေပြီးရင်မွေးနေပွေလုံရတယ်ဆိုရင်ကမ္ဘာနိုင်ငံနိုင်ငံပုတ်တရားတရားနဲ့58ရှိနိုင်ငံထိပါပေါ့နော်ဘေးနိုင်ငံမှာခုနိုင်ငံရဲ့ဟုတ်လားမြေပုံကိုကိမ်းမုံလွေးပွေခွေစားလာကြတော့ခါမတွေးဘူးနော်အသိဉာဏ်ခောက်ပါလိမ့်ချင်းနော် မြမနိုင်ငံကအစိမ့်စိမ့်မဟုတ်တော့အတိုင်းသမိုင်းပြားလေချင်းတော့ကျော်ထင်ခဲ့တယ်အဲ့တုန်းကပြောတော့လေဟုတ်လားအစိမ့်ခဏပဲများပါဘာဖြစ်လို့လဲအဲ့နယ်ဒီကိုထောက်ခံလူတွေများတယ်လေဘူးမသိဘာမသိကျွန်တော်အမေရိကန်မှာတော့ဘူးမသိဘာမသိပဲနဲ့ကျွန်တော်ကိုလာဆဲတဲ့လူတွေရှိတယ်ဥမာပေါ့ဗျာဖြိုးမင်းသိန်းကိုစာတော့ဖန်နေရှင်ပေါ့ဖြိုးမင်းသိန်းကိုစာတော့ဖန်နေရှင်မှာကျွန်တော်ကပြောတယ်ပေါ့နော်အင်းငဖားတော့ပါပြီသိမ့်မကြတဲ့ဒီကောဖို့ကလုံးတော့မယ်ဆိုကျွန်တော်ပြောတာဒီဖြိုးမင်းတို့ကစားရင်ဘာမှရှင်းတာတဲ့ကိုတွေမဟုတ်ပေါ့နော်ဘာမှငွေကြီးရှိတဲ့ကိုတွေမဟုတ်ဘူး ဒီအနေလက်ထက်မှာကြည်ပေါ်ချမ်းသာသွားတာပေါ့ကျွန်တော်အဲ့ဒါပြောတော့အမေရိကန်မှာဘာမှမသိနားမလေတဲ့သူများရောက်ပြီးလိုက်ရောက်နေတယ်နော်အတော့အမောက်တောင်းရောက်မဲမသိတဲ့ဟာမျိုးတွေသူများက NLD ဆို NLD NLD သူများဒေါ်ဆုဒေါ်ဆုဒေါ်ဆုအဲ့တော့ live order လူတွေကအာကျွန်တော်ကကြည့်ကြည့်လာဖိုက်တယ်အဲ့ဒီလူတွေကိုပြန်ကြည့်တော့လည်းစားမတက်ပြင်တက်တွေများတယ်ဟုတ်လားသူတို့ယူအကိုသွားဖို့အတွက်သူတို့နေတဲ့အိမ်ကိုသွားဖို့အတွက်ဟုတ်လားကားမရောက်ရထားမရောက်အဲ့လိုအဲ့လိုနေရာတွေပေါ့ဗျာနွားလေးတော့မရောက်တဲ့နေရာတွေအဲ့ဟာလူတွေအမေရိကန်ကိုကြောက်တက်တော်ရောက်လာတဲ့ဟာတွေ တို့ရှင်တာကဘူးမသိကိုမသိဘူးနော်သူများကောင်းတယ်လိုက်ကောင်းတယ်ဘေးဟာကောင်းမှမသိအဲ့လိုလူတွေအရင်များလွန်ပါတယ်နော်အဲ့တုန်းကလည်းဟုတ်လားကျွန်တော်ပြောတယ်ဟာဒါလည်းမလုံးသိတဲ့ဟာတွေပေါ့နော်အာဘူးဝေဖန်ကြတယ်ဆေးဆူကြတယ်အာမင်းဘလောက်တဲလို့လဲမင်းစာဘလောက်တိလို့ဘာညာခွေးကွာပေါ့နော်ထားလိုက်ပါတော့အဲ့တော့ဒီနောက်တစ်ချိန်ပါဖြစ်လဲဆိုတော့ဒီတော်ဆူတဲလာတဲ့ချိန်မှာပေါ့နော်အရင်ကပြုတ်ခဲ့တဲ့သူပြုတ်ခဲ့တဲ့စကားတွေသူတို့အာနာများခင် ကျွန်တော်ပြောခဲ့သူပြောသူတို့ပြောခဲ့တဲ့စကားတွေပေါ့ဟုတ်လားဒီတဘာ build and is ဆိုတာအစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေ lambda set သူမိတွေကစပေါ့နော်အဲ့အရာတွေပြောသူတို့တက်လာတဲ့ချိန်မှာဒါတွေသူတို့မလုပ်ပြနေတာကောသူတို့တက်လာတဲ့ချိန်မှာရေပေးတွေဖြစ်တဲ့ and တွေဖြစ်တယ်နော်ဒီရေကြီးမှုတွေဖြစ်တယ်အဲ့ဒီခါမှာလည်းဟုတ်လားကျွန်တော်တို့ကသူ့ကိုနော် energy budget တော်စုကိုချုံဖြစ်တာမဟုတ်ဘူးနော်မုံလို့ပြောတာမဟုတ်ဘူးအဲ့သူတို့ပြောခဲ့တဲ့စကားတွေကိုရှားပြတယ်ဒီမှာကြီးခင်ဗျားအရင်ကဒီလိုပြောခဲ့တယ်အခုချိန်မှာခင်ဗျားကဘာလုပ်နေလဲအဲ့လိုကြာတော့လဲလက်မခံပြန်ဘူးဟမ် energy ကိုထောက်ခံတဲ့ဆိုတဲ့လူတွေက အဲ့ချိန်မှာအထက်ဆေးပြန်ရောဒီလိုကိစ္စကြီးကအခုဆိုလဲကျွန်တော်တရားရတယ်ဟုတ်လားဒီမှာမြန်မာနိုင်ငံမှာဟုတ်လားဒီတကယ့်ကေဘီဒီဆိုင်တော့နိုင်ငံတကာတော့အခုညီလာပြနေရတဲ့ချိန်မှာ NLD ပါတီတွေကနော်တော်စုမွေးနေပွေးချင်းပါမယ်ပါတီပွေးလုံမယ်ဆိုပြီးတရင်ထွက်လာတယ်အခုအော်စီရောမှာလုံးတယ်လုံးလာမယ်ပြောတယ်ကြားတယ်တရင်နေကြားတယ်ပေါ့နော်တွေ့ရတာပေါ့အဲ့တော့ခင်ဗျစဉ်းစားကြည့်လိုက်ဘာဖြစ်ရှင်းလဲဆိုရင်ဟုတ်လား ဟာငါတို့ဒေါ်စကလုတ်ပေးတယ်အမေစကလုတ်ပေးတယ်ငါအမေစူးတော့မှပြည်ဝဲရတယ်ဆိုတော့ဒီအဲ့လို message ကိုနိုင်ငံတကာကိုမဟုတ်ဘူးဗျာဒီမြန်မာနိုင်ငံသူကြားမှာပေါ့နော်ဒီ popular ဖြစ်ရှင်တာအခုမြန်မာနိုင်ငံရဲ့တားတော်များများကနိုင်ငံရှာမှာပဲနေနေမြန်မာနိုင်ငံမှာနေနေဟုတ်လားဘယ်လိုပဲလောက်ရလောက်ရနော်ချင်းပြောမယ်ဆိုလုံကြီးကွေးလုံးရွှဲပြီးဟုတ်လားလမ်းမလေးကောင်မကားပြရလေကားပြမှာဆယ်လီဖြစ်ဖို့အတွက်အဲ့လိုလူတွေများနေတယ်နော်ဆယ်လီဖြစ်ရပြီးပြီးဟာလူတွေအများစိတ်ဝင်စားပြီးပြီး ်ဘာပဲလုပ်ရလုပ်ပြရဟုတ်လားချစ်ချစ်ပြောတာမကြည့်လိုက်မြန်မာနိုင်ငံမိန်းကလေးတော်တော်များများနော်အင်ဒီသိက္ခာမချီးစွာနဲ့အပေါ်ချွဲအောက်ချွဲတွေလုတ်ပြတာအများကြီးပဲနိုင်ပြီချီးပြီးကိုရမိဖက်ဂုံသိက္ခာကိုသိက္ခာဂုံသိက္ခာမချီးတော့ဘူးနော်ပြောချင်တာကကြာအဲ့လိုဆယ်လေးလူအများစိတ်ဝင်စားပြီးပြီးလုတ်ချင်တာလုတ်မယ်ဆိုတော့အခုလည်းဟုတ်လား NLD ကနေပြီးလုတ်မယ်တဲ့နော်တော့စမွေးနေပဲလုတ်တော့လုံးနေကြပြီချွတ်နိုင်ငံဒီမှာဆိုလုံးနေကြတာတွေ့ရပါတယ်ကဲအဲ့အဲ့လိုပါပဲမြန်မာနိုင်ငံမှာလက်ရှိအုပ်ချုပ်နေတဲ့ ဥနာမရှိဘဲနိုင်ငံအရေးအာဏာကိုမတရားလုယူထားတဲ့နော်အကြံဖက်မင်းအောင်လဲဆိုတာလေအမှကြည့်လိုက်ပါဦးနိုင်ငံမှာဖြစ်လာတဲ့နော်ဒီငလီရင်တဲကိုတေစေပြတေချေပြစီဆုံးချုပ်မှုတဲ့လောက်ထိနေစဉ်ရက်ဆက်ဖြစ်နေတဲ့အချိန်မှာတော့အဲ့ဒါဝန်နေဖြစ်အထင်အမှတ်လုံးအောင်မယ်ပျော်ဖို့ရှင်ဝေးမဟုတ်ဘူးနော်အထင်အမှတ်ဆိုတာဘာပဲဆိုလူစုလူဝေးနဲ့လောရတဲ့ကိစ္စတွေဗျာဟုတ်တယ်မလားခင်ဗျားလေးစဉ်းစားကြည့်လိုက်အောက်တဲ့လောက်ထိကြားလဲဆိုတော့အဲ့ဒီမြန်မာနိုင်ငံကိုအုပ်ချုပ်ပြရတယ်ဆိုရက်နော်အုပ်ချုပ်ခဲ့တဲ့ကောင်တွေအစင်းစင်း ။နည်းနည်းဒီရော့ဒီလိုပဲဒီဖက်စာကဆက်လက်ဒီလိုပဲအရင်အုပ်ထုကလေးကုန်လေးလည်းဒီလိုပါပဲ။အဲ့ဒီတော့ဒီလိုကုန်လေးကိုအားလုံးဖေချပြီးမှနောက်မျိုးဆက်သီးဖြစ်တဲ့လူငွေတွေနဲ့အစာမသွင်းမှကျွန်တော်နိုင်ငံကတိုးတက်မှာ။လူငွေထဲမှာလည်းနော်အဲ့လိုဘယ်လိုပြောမလဲပျော်စီပျော်စီနဲ့ကြောက်ရှိလို့ဟိုလိုလိုဒီလိုလိုကုန်လေးလုံးလုံးမရဘူး။ပြက်ပြက်သားသားပဲနိုင်ငံ address ဆိုတဲ့ဥတည်ချက်နဲ့ပေါ်တဲ့လူတွေကျွန်တော်ဥတည်ပေးရမှာနော်။ ဟာအရင်ကပန်နီပါတီကိုဖော်ပါဖြစ်လို့စက္ကဆတ်ကိုဘလို့ဖြစ်လို့မင်းအောင်လို့အဲ့လိုပြောစီပြောစီရှိကောက်တွေကိုအခုချုပ်ထုတ်ချင်းလို့ပါပြီးရင်နိုင်ငံအတွက်ဆိုတော့စိတ်ထားရှိတဲ့လူကိုကြော်တင်ရမယ်ဘေးကဘေးလူမျိုးဘေးပါတာဝင်ကုန်မစုံနော်တင်ရမယ်တင်ပြီးဟုတ်လားလုံးဝဒီအရင်ကရှိခဲ့တဲ့နော်အဲ့ဒီအကျယ်ပဲအုပ်စုတွေရောဒီဘက်ကအန်အေအုပ်စုတွေရောလုံးဝနိုင်ငံရေးကပေထုတ်ပြောက်တွေကောက်တွေမဟုတ်ဘူးနဲ့အဲ့လိုမျိုး အုပ်စုဖွေးပြီးပေါ့နော်ပုဂ္ဂိုလ်ဆွေအုပ်စုဆွေလုံးနေမယ်ဆိုလို့ရှိရင်တော့ဒီလူတွေကိုနိုင်ငံထိနိုင်ငံတော်ရဲ့နော်ဒီအုပ်ချုပ်ရေးထဲမှာထိဝင်ပေးလို့မရဘူးလူငယ်တွေဆိုပေမဲ့ဒါမျိုးလည်းရှိသေးတယ်ဗျဟုတ်လားဒီနေရာမှာအချက်ခွေရတခုပေါ့နော်လက်ရှိမင်းအောင်လိုက်ပေါ့နော်မင်းအောင်လိုက်တကယ်အချက်ခွေသွားတာဒီတစ်ခါပုံပြီးအချက်ခွေသွားတယ်ဗျသူရဲ့ဂုံသိက္ခာပြောသူတို့ရဲ့မြန်မာနိုင်ငံရဲ့ဒီစစ်တက်လို့ခေါ်ရပေါ့နော်ဒီလက်နက်ကအဖွဲ့အစည်းကြီးရဲ့ဂုံသိက္ခာတွေ ဒီနိုင်ငံရောအုပ်ချုပ်တော်ဆိုတဲ့နိုင်ငံကောက်ဆိုတဲ့ဂုံတိတ်ကတော်တော်ကြားတော့တယ်ကြားတော့တာပေါ့ပဲအချက်ကွေးတော့တာဘာဖြစ်လို့ဆိုတော့လက်ရှိခင်ဗျားတို့သိပါပါနော်နိုင်ငံတကာသတင်းတွေမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးသတင်းတွေကိုလွှင့်တာဘာဖြစ်လို့လဲ KCA ရဲ့အဖွဲ့တွေကိုဟုတ်လားအဝေးမခံဘူးအပြစ် KCA ရဲ့အဖွဲ့တွေကိုပြန်ပြီးမောက်ထုတ်ချောင်းတော့မောက်ထုတ်တာတော့မဟုတ်ဘူးဗျာ KCA ရဲ့အဖွဲ့တွေကို KCA မပေးနိုင်အောင် တရုတ်ရအလိုကျလုံးဆောင်ပေးနေတာဒီကိုမြင်နေရတယ်အဲ့တော့အဲ့ဒီနေရာမှာတရုတ်ရအလိုကျနော်တရုတ်ကထိုင်ဝမ်ကိုမကြိုက်ကြတော့နဲ့ထိုင်ဝမ်နဲ့ခစီလာတဲ့ကထိုင်ဝမ်တွေကိုနှိမ့်မျိုးဆိုတဲ့စိတ်တော့ခပေးပြီးဟုတ်လားဒီအခက်ခဲဖြစ်အောင်လုပ်နေတာဒီကိုတွေ့ရတော့နဲ့ထိုင်ဝမ်နိုင်ငံကနေပြီးရင်ဒီကိစ္စတွေကမသိမ့်တော်ပါဘူးဆိုတဲ့ကိစ္စတွေထွက်လာတဲ့ချိန်မှာနိုင်ငံတကာကလည်းဒီကိစ္စတွေကိုဗီဒီယိုရခုတ်တယ်ရှာပြလာတယ်တွေ့ရတယ်အဲ့ဒီတော့မြန်မာနိုင်ငံကနေပြီးရင်ငဖာအုပ်စုဖြစ်တဲ့ကြုံမျိုးမျိုးဘလို့អော်လာလဲဆိုတော့နိုင်ငံတော်ဝန်ကြီးချုပ်ကနာဘီနိုင်ငံဘီဒါမဆိုဘီဖရစီမဆို ကေစီကြီးပါပါဝင်ဖို့တော့လက်ခံပါတယ်လို့ပြောထားတယ်အဲ့ဒါဒီအခုလက်မထိုင်ဘူးလက်မခံဘူးဆိုလို့ရှိရင်တရုတ်ကြောင့်တရုတ်ပဲတရုတ်ပဲမျက်နှာနာမှာပေါ့တရုတ်ပဲဒီမကောက်ဖြစ်ပါဘောဆိုတော့အဲ့ဒီတော့တရုတ်နိုင်ငံမှာဖြစ်နေတာလားမြန်မာနိုင်ငံမှာဖြစ်နေတာလားဒီလိုဆိုတရုတ်ပဲဖြစ်မဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံကတရုတ်နိုင်ငံရဲ့တရုတ်နိုင်ငံရဲ့ချင်းချင်းဖင်တို့ရဲ့ဟမ်ချင်းချင်းဖင်တို့ရဲ့ကျွန်တော်တို့ဟွာလားကိုလိုနီနိုင်ငံလားကိုလိုနီဒေသလားတရုတ်ရဲ့ကိုလိုနီလားမြန်မာနိုင်ငံကဟာကြုံမျိုးမျိုးအုပ်စုမျိုးမင်းချင်းတယ် စကားကိုသီးလောက်ဟိုလွဲ့လွဲ့ဒီလွဲ့လွဲ့ဖာတီမာလို့ဟိုဖာတီဖာလို့ဟိုမကြိုးစားတဲ့ဒါအချုပ်အချာအာနာပိုင်တဲ့နိုင်ငံမြန်မာနိုင်ငံဆိုတာနော်မြန်မာနိုင်ငံကြီးတဲ့တိုင်းရင်းသားအားလုံးစုပေါင်းပြီးမြန်မာနိုင်ငံဆိုပြီးပေါ်ပေါက်လာတာအရင်လိုဗမာနိုင်ငံမဟုတ်ဘူးရခိုင်နိုင်ငံမဟုတ်ဘူးမိုးနိုင်ငံမဟုတ်ဘူးနော်ရှမ်းစော်ဘောမဟုတ်ဘူးအဲ့လိုဒေတာမဟုတ်ဘူးအော်စူးစစ်ပြနေတဲ့အချိန်မှာနိုင်ငံဖြစ်သက်မှတ်ထားတယ်အရင်ကမိုးရဲ့ဗမာရဲ့ခိုင်နိုင်ငံသုံးခုပဲရှိတယ်ကွာမြန်မာလက်ရှိ ဒီမြန်မာနိုင်ငံရဲ့ခွန်နေရတယ်ပါကျန်တဲ့နေရာဆော်ဘော့ဆော်ဘော့အတိုက်တာတွေပေါ့နော်ထားပါတော့ဒီတော့အခုတော့စူးစူးစွနေတာစူးစူးစွစွနေကြတယ်ဥမာဗမာနိုင်ငံသိသိဖြစ်လို့ဗမာရဲ့တရုတ်ရဲ့လက်အောက်မှာမင်းတို့နေတယ်ဆိုငါတို့ဘာမှဝေဝေဖန်ပြီးပြုတ်ပြတာမလို့ဒါဒီကဝင်ပြီးနာကြအကြောင်းမရှိဘူးအခုအားလုံးပါဝင်တဲ့နိုင်ငံကိုနေစုပုံထားပြီးပြည်ထောင်စုမြန်မာနိုင်ငံတော်ဟုတ်လား United States of Myanmar ဆိုပြီးမှအခုတရုတ်ရဲ့အလို့ကြသွားနေရတယ်ဆိုလို့ရှိရင်ဒါတရုတ်ရဲ့ကိုလိုနီပဲ နော်တရုတ်ရဲ့ကိုလိုနီလက်အောက်ခံနိုင်ငံဒေသဖြစ်နေတာမင်းတို့လက်ခံနေမှာငါတို့လက်မခံဘူးဒီကိစ္စတွေကိုနော်အဲ့တော့ဒါတရုတ်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်တာဖြစ်ပျက်ကိုတရုတ်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာအုပ်ချုပ်နေတဲ့ကောင်တွေမြန်မာနိုင်ငံမှာဟုတ်လားတည်င်းသမားခေတ္တရဲ့ကောင်တွေခွေးတွေနွားတွေအဲ့ဒါမင်းတို့တရုတ်ပြည်ကတော့နေကြဒါမြန်မာနိုင်ငံမင်းတို့နေလို့မရဘူးနော်တရုတ်အလို့ကြဆောင်ဒီနိုင်ငံကတရုတ်အလို့ကြဆောင်ကျွန်တော်မြန်မာနိုင်ငံကလိုင်းလုံးပြေးနေရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ရဲ့ လက်ဝေခံကိုလိုနီနိုင်ငံပဲလေဒါကိုသိရမယ်အဲ့ဒါကိုလိုက်ပြီးဟိုဖုန်းဒီဖုန်းလောက်ဖို့အတွက်ဟာတရုတ်သားမျက်နှာနာမှာမြန်မာနိုင်ငံကဘာမှမဆိုင်ဝင်ကြီးချုပ်မင်းအောင်လည်းကဖွင့်ပေးပြီးသားမင်းအောင်လည်းဖွင့်ပေးပြီးမင်းအောင်လည်းရအဖေကဟိုမှာအကြောင်းကြားလို့ဒီမှာဖြစ်နေတာလေဟုတ်လားဒီမှာဖြစ်နေတာလဲအောင်မှာဟမ်မင်းတို့ရဲ့အဲ့ဒီမင်းတို့ရဲ့မင်းအောင်လည်းဝင်ကြီးချုပ်ရဲ့အောက်ကဖွေးစည်းတွေပဲဒီစစ်တဲလို့ရဲလို့ဟိုလိုဆိုတာကေစေးလာတဲ့ဖွေးစည်းပေါ့ဗျာ ရှာဖွေရတာတိတကြပါလှန်ပြီးအောက်ကစာရွက်ပါလှန်ချတဲ့ဘဝမျိုး ထုတ်ဆက်လိုက်တာနော်ဘာဖြစ်လို့လဲတရုတ်ကလိုချပြငါတို့နဲ့ငါတို့တရုတ်လူမျိုးတွေခွေးစင်နေတယ်ငါတို့တရုတ်ကိုတရုတ်လူမျိုးတွေမြန်မာနိုင်ငံသားတွေကမုန်းကလေးတွေနဲ့ချက်အောင်အခြားလူမျိုးတွေမပိုင်ငါတို့လူပဲငါတို့ပဲခွေးစင်နေတယ် nga ro ko be respect house so be အောက်တန်းစားဆန်တဲ့အောက်တန်းစားအတွေးခေါ်နေတယ်ငါတို့ကတရုံလုံးမဟုတ်ကလားလုံးမဟုတ်ဘေးကောင်ပဲဖြစ်ဖြစ်ကိုယ်နိုင်ငံကိုလာရောက်ကူညီပေးတဲ့လူတွေကိုလူတိုင်းကို respect ပေးတယ်ကိုယ်နိုင်ငံနဲ့ပတ်သက်ပြီးကောက်ကောက်မွန်းဆက်ဆက်လူတွေကိုဘေးလူကမမျိုးဘေးဘာသာဝင်မစစ် respect ပေးတယ်နော်တပေါင်းစားဖြစ်နေပြီးတော့မြန်မာနိုင်ငံတော့ဟိုလားတစ်ဖက်တစ်လမ်းပါဝင်နေတယ် respect ပေးတယ်ကွာနော်ဒီလိုမျိုးမင်းတို့တရားမဖြစ်နေပါစေမြန်မာနိုင်ငံကိုယ်နိုင်ငံတော့ဘာမှလုပ်ပြီးကောက်ကြီးလက်ထိတာမလုပ်ဘူးငါတို့ဒီလိုနဲ့သွားနေတာဟဲ့ဦးချက်က အခုမင်းတို့မြန်မာနိုင်ငံထိမှရှိတဲ့မင်းအော်လိုင်းအုပ်စုမင်းအော်လိုင်းကိုနှောက်ထောက်ခံတဲ့ကောင်တွေကအဲ့လိုမဟုတ်ဘူးတရုတ်ရဲ့ဩဇာခံအတရုတ်ကဟဲ့ဒါလေးလှုပ်လိုက်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒါလေးမလှုပ်နဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါနဲ့သွားနေတော့ဒါမြန်မာနိုင်ငံမဟုတ်တော့ဒါတမင်းဟိုထိုးတကအလားမတရားပြောသလိုပေါ့တရုတ်ပြည်သူသမ္မတမြန်မာနိုင်ငံတို့ဖြစ်နေပြီဟမ်တရုတ်ပြည်သူသမ္မတမြန်မာနိုင်ငံဖြစ်နေအဲ့ကောင်ကအဲ့ဒီရောက်မှလည်းမီမီပြိုင်ပွဲမှာပြောသွားတာကျွန်တော်တော်တော်အော်တော့တယ်သူလည်းမထူတော့ဘူးမထူစက်ခင်းတော့တာတော့မသိပါဘူးထားလိုက်ပါတော့နော်အဲ့လိုပြောထိုက်တာတွေရှိတယ် ဲ့ခုကေဒုက္ခဖြစ်တဲ့သဘာဝပိအနေနဲ့ဖြစ်တိုက်ဖြစ်တိုက်မြန်မာနိုင်ငံမှာကေစီဆိုတာဘယ်ဟောမရှိဘူးမြန်မာနိုင်ငံအုပ်ချုပ်ခဲ့တဲ့အစိုးရဆက်ဆက်ဘေကောမကေစီမရှိဘူးကိုပြည်သူပဲကိုကိုကေကေစီရတယ်ရေဘေးမှာလည်းကိုပြည်သူလူထုကပဲကိုဟောကေစီတာခင်ဗျားတို့နိုင်ငံအုပ်ချုပ်ခဲ့တဲ့ဘေးနဲ့ကိုကေစီပြီလို့တော့ရေဘေးမိဘအခုငလင်ဘေးငလင်ဘေးမှာလည်းကြီးလိုက်နိုင်ငံတကာလာတဲ့ဟာတော့ခင်ဗျားတို့ကောကောမဆက်ဆက်ဘူးနိုင်ငံတကာတရင်တွေပေါက်ချက်မှာဆိုလို့နိုင်ငံတကာကတရင်ထောက်တွေဝေဖန်ရစေဆိုတာကြီးကိုတော့ဟုတ်လား အိမ်ဖို့နေနေရာမရှိတော့အဝေးမပေးဘူးဆိုပြီးနိုင်ငံရဲ့ဂုဏ်သိက္ခာဆွေးချလိုက်တယ်ဟမ်တည်သမားဆိုတာကြမ်းပြန်မှလည်းအိမ်လိုမရတယ်မိုးရီထိမှနေလို့ရအဲ့လိုတည်သမားတွေကိုဟုတ်လားနေစရာမရှိလို့ဆိုပြီးနေဖို့သူတို့တိတ်ဖို့အိမ်မရှိဆိုပြီးအဲ့လိုမျိုးနော်အောက်တန်းစားဆိုင်စကားနဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာဆွေးချလိုက်တာဒါကိုခင်ဗျားတို့အောက်ကနေပြီးလက်ဝက်လက်ခုပ်လက်ဝါးတိပြီးကြိုးဆိုရမချက်ဘူးလားကိုရအပြီးအညာတွေကိုဒါဘယ်နေရာမှာအသုံးပြရမှာဆိုခင်ဗျားတို့နားမလည်ဘူးလား ကျွန်တော်တို့ကိုယ်တိကျတဲ့အမှန်ကန်တဲ့လက်ခံလိုက်တဲ့အတိုက်အတာတစ်ခုကိုကျွန်တော်တို့ပြည်သူလူထုချပြတာဒါဖြစ်နိုင်တယ်ဒါဒီလိုအတိုက်အတာတော့တာဟုတ်လားလက်ရှိနိုင်လေမြန်မာနိုင်ငံလက်ရှိမြန်မာနိုင်ငံဖြစ်ခဲ့တဲ့အဖြစ်ဒီတဘာဘေးအန်ဒီရီဟုတ်လားစေးဘေးတွေအကုန်လုံးကိုခင်ဗျာကြီးလိုက်အခုချိန်ထိတကယ်ကူညီပေးနေတာမြန်မာပြည်မှာရှိတဲ့နော်မြန်မာနိုင်ငံသားစီနိုင်ငံတကာမှာရောက်နေမြန်မာပြည်သားတွေရဲ့စူပေါ့ချွေးလေးအားတွေကူညီပေးနေတာနော် ဗရိုက်တသမားတွေကခုပြီးပဲသူတို့ကအစ်ထက်ထုတ်ပြနေတာမဟုတ်ဘူးဒီကနော်နိုင်ငံတကာနဲ့မြပြည်တို့မှရှိတဲ့ဒီအလှူရှင်တွေကလှူပြတာအဲ့တော့သွားလှူပြနေတာဒီတော့ကိုလူကိုနိုင်ငံသားကိုကိုပြည်သူတို့ပြခွင့်ကူညီပေးနေတာအခုတဘာဝဝဲအနေမှာနိုင်ငံတကာလာတော့ဝမ်းသာတယ်ဟုတ်လားကိုနိုင်ငံကိုလူမျိုးတားလာပြီးအကူညီပေးကြတယ်အရင်ဝမ်းသာတိုးတော်လဲအဲ့ဒီဝမ်းသာတာကိုမပြောက်အစားမအထားမပြောင်းနိုင်ဘူးကိုအဖွဲ့စည်းကိုထိန်း ပိတ်ထားပြီဒီအဖွဲစီက range ချမ်းဒီထောက်ပဲအထောက်ပဲပစ္စည်းတွေကိုကားနဲ့သေသွားပြန်တယ်ပြီသူတို့ကစီမံခွဲခွဲပဲလုံးပြန်ပြီဟာအဲ့တော့နိုင်ငံတကာတနေ့တော့ခင်ဗျာကြည်လိုက်ဟမ်မြန်မာလက်ရှိစကားစမင်းအောင်လဲအုပ်စုဟာနိုင်ငံကိုဖျက်ဆီးတဲ့ပြည်ဒီကိစ္စရုပ်ဖွင့်တွေကတော့အတင်းအကျပ်နော်ဖိအားပေးနေပါဆိုတဲ့တနေ့လက်လက်ထွက်လာတယ်ဒီတော့မဖြစ်တော့လေနိုင်ငံတကာရောက်တဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေလက်ခုံသိခါကြတာပဲနော် ။နိုင်ငံမင်းအောင်လည်းတိတ်ခါကြားတယ်ကြားသူတို့ကမရှိတဲ့တိတ်ခါကြားနေပြီးသားကိုလိုမြန်မာနိုင်ငံသားရိုးရိုးတတနေတဲ့မြန်မာနိုင်ငံသားတိတ်ခါကြားတယ်အဲ့ဒါကြီးအဲ့ဒါကြောင့်ထိုင်းလိုမလေးမှရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနှိမ်ခံရတယ်။စင်ကာပူရောက်နေတဲ့နိုင်ငံသားတွေအနှိမ်ခံရတယ်ဆိုတော့ဒီကိစ္စပဲ။ဟုတ်တယ်ကိုယ်နိုင်ငံမှာအုပ်ချုပ်တဲ့ကောင်တွေကကုန်တိတ်ခါမရှိအစင်းတန်းမရှိအောက်တန်းစားတွေဖြစ်နေတဲ့ရှင်မှာကိုယ်နိုင်ငံနိုင်ငံကထွက်တော့ပြအခြားနိုင်ငံမှာဟုတ်လားအစင်းတန်းရှိချင်းလုံဖို့အတွက်သွားကြလူတွေကိုလည်းကိုယ်တို့ကပါမြင်လဲအဲ့ဒီနိုင်ငံကောင်တွေပဲစောက်ခွေးစိုက်တာမလိုဘူး နော်စောက်ကူဆိုင်စာမလိုဘူးဆိုပြီးတော့စာအုပ်အမေရိကန်နဲ့တွားတယ်အထောက်အထားအမေရိကန်နဲ့တွားရင်လဲဟုတ်လားလက်မှာရေးတယ်ခေါ်ရေးတာတို့စစ်စေးတာတို့နှီးမျိုးစုံနဲ့ဒုက္ခပြတယ်ကျွန်တော်တွေးရတယ်ဒါထိုင်မှာမဟုတ်ဘူးမလေးရှားမှာအဲ့လိုပဲစင်ကာပူမှာလည်းအဲ့လိုပဲနော်ကျွန်တော်မြင်နေရတာဒီကိစ္စတွေကကျွန်တော်ကိုယ်လည်းကြုံဖူးတယ်နော်မလေးရှားမှာကျွန်တော်တို့အမေမရှိဘူးပေါ့ဗျာမလေးရှားမှာကျွန်တော်ပါစပို့နဲ့ခဲ့တာမဟုတ်ဘူးဆိုတော့ကျွန်တော်နဲ့အလုပ်လုပ်အထူးလုပ်တဲ့ပါစပို့လုပ်ခဲ့တဲ့လူတွေဆိုရင်ပေါ့နော်သူ့မှာပါစပို့ဒီ calling နဲ့ပါစပို့အစစ်အမှန်လည်းရှိတယ်ဘယ်လဲအကုန်လည်းဒီ permit တွေလည်းရှိတယ်ဗျာ ကိုဖုံးမှာကိုဘာပုံဝဲထိထိဘောဟုတ်လားသူဖုံးမှာဗျာဥမာဒီဟိုဒီမော်ဒယ်တရဘောဗျာဟုတ်လားဒီဆက်စီပုံတွေထိထားတယ်ဟုတ်လားအဲ့ဒါလေးကိုသူ့ကိုခေါ်စစ်တယ်သူကပတ်စပို့ပြတော့ဖုံးကိုစစ်တယ်စစ်ပြီးလာငါတို့မူဆလင်နိုင်ငံဒီပုံထားလို့မရဘူးမင်းကိုဖမ်းမယ်စိတ်မချင်းချောက်တယ်ဟိုမှာဗမာလူတွေဘာမှနားမလည်ဘူးကြောက်တယ်ဟာကျွန်တော်ကဒီလိုဖမ်းနေပြီလောက်ပါအောင်ကိုကလည်းဘာမှရှိတဲ့ကောင်မဟုတ်ဘူးအဲ့တော့ပြန်ချုံကြတယ်ဟာဟဲလိုမရဘူးလေမင်းကစာအုပ်အမှန်နဲ့အမင်းဖုံးကမင်းမင်းကိုလွတ်လွတ်ဆပ်လို့ရမင်းသူမြောက်သွားပြန်တာမဟုတ်တာ မင်းမကြောက်လဲအေဂျင့်ခေါ်လိုက်မြန်မာပြည်အေဂျင့်မလာဘူးမလေးရှားမှာရှိတဲ့မြန်မာနိုင်ငံသားအေဂျင့်မလာဘူးဟိုဂျေဖန်နောက်ဆုံးကြတော့ပါစပို့အမှန်နဲ့เนาะဒီဗီဇာအမှန်နဲ့ပါဝက်ပါမင်းအမှန်နဲ့လူကချင်းချောက်တာခဲပြီးပိုက်ဆက်400ပေးခဲ့ရတယ်ရင်းကြီးအဲ့ဒီခဲတိုက်တာနဲ့နော်ကျွန်တော်အဲ့လိုမျိုးတွေဂျုံဖူးတယ်ဘာဖြစ်လဲကိုယ်နိုင်ငံစောက်သူမကြလို့ကိုယ်နိုင်ငံမှာဟုတ်လားနိုင်ငံတကာကိုခေါ်လာတဲ့ agent ဆိုတဲ့ကောင်တွေကလည်းစောက်သူမကြလို့အများကြီးပဲဒီစကားပြောမယ်ဆိုလို့ရှိရင်အများကြီးရှိတယ် เนาะပြောချင်ပါဘူးဒီတော့လက်ရှိမြန်မာနိုင်ငံမှာရှိနေမင်းအောင်လဲဆိုရင် KC တော့သူမလုံးနိုင်ဘူး KC ကိုလုံးဖက်သူတို့မှအယူရှိမရှိဘူးသူတို့မှပြည်သူကိုဟုတ်လားစာနာတဲ့စိတ်တည်းမရှိဘူးတနာတဲ့စိတ်တည်းမရှိဘူးသူလုံးတာဘာလုံးလဲဆိုတော့နေရစုံမှာတော့ဘုံချေးပြီးလက်နဲ့ကြည့်နေတဲ့ပြည်ဘုံတွေချေးတိုက်ပွဲတွေသွားလုံးနေတယ်နောက်ပြည်ဝါဒတွေဖြစ်တယ်ဟမ်နေပြော်လက်မှာဟုတ်လား KC လာတဲ့ဟုတ်လားဒီပရိုက်တက်ကား PDF တွေကပြည့်စက်ပါတယ်ဝါဒဖြစ်ဒါသူတို့ဝါဒဖြစ်နေကြနိုင်ငံတကာလည်းယုံယုံလည်းမယုံတော့ပါဘူးသူတို့ဝါဒဘယ်လိုဖြစ်ဖြစ်သူတို့အရင်ကဆိုတော့သူတို့ဝါဒဖြစ်လို့ရတယ်ဗျနောက်ကနေပြီးဒီအမှန်တရားတင်ပြနိုင်တဲ့ဒီဟာတွေမရှိဘူးကျွန်တော်တို့ကတော့ဒီသတင်းရဲ့အချက်အလက်တွေမရှိဘူးအခုကအဲ့လိုမဟုတ်ဘူးသူတို့ဘလောက်ပဲဝါဒဖြစ်ဖြစ်နောက်ကအချက်အလက်တွေကအပြည့်စုံရှိပြီးသား follow မရဘူးအဲ့ဒီသတင်းတက်တက်ပါဟုတ်တော့လို့သူတို့ဆိုပြီးနောက်ကနေသတင်းအမှန်တက်တော့တဲ့ချိန်မှာစောက်ချက်တွေကိုယ်နော်စောက်ချက်တွေထက်ကိုယ်တာပဲမင်းတို့လည်းက အခုလည်းအဲ့လိုပဲနေပြအမြန်လမ်းမှာလေနော်ဒီဗရာဟိတကောစီကို PDF တရားကိုတိုင်လို့ဝင်ပြလို့ပေါ့နော်အဲ့ဒီကမ္ဘောလို့သေသွားပါဆိုတင်းလွှင့်တယ်နောက်ကတင်းလွှင့်နေတက်လာတယ်အမဲမှာဘယ်ဟုတ်မလဲရဲဒီကောင်အဲ့ဒီရဲကတချို့ပြောတာကတော့ဒါအရှမ်းဒီဖာတီမစီသွားတယ်တချို့ကတော့သူ့မယံငယ်စီသွားတာမျိုးမျိုးပြောကြတယ်ပေါ့နော်ဒါပေမဲ့ရဲကရဲပဲလေဟုတ်လားရဲဆိုတော့မချိတာပဲဟုတ်ကုန်လေရတယ်နော်အဲ့တော့တတိယအမေတည်းကမြင်းနဲ့နောက်ကတက်ကျဲမခေါ်လိုက်နေဆိုတော့မင်းအောင်လိုက်တော့အုပ်စုမင်းသိဖို့လိုတယ်အဲ့လိုပဲအခုလက်ရှိမင်းတို့လုံးနေတဲ့ နော်ရုပ်ပြပြီးလုံနေတဲ့ဒီကေဆေးရဲမှာတကယ်ကေဆေးလုံနေတာကပြည်သူလူထုနဲ့အခုလက်ရှိရောက်နေတဲ့ဒီအဖွဲ့တရုံတော့နော်အဖွဲ့စီဒီကိုရီးယားတော့အဖွဲ့စီနေနေတာဖြစ်တယ်စင်ကာပူတော့နော်မင်းတို့ဘာမှမင်းတို့စစ်တိုက်ကိုဘာမှမလုပ်ပေးဘူးတဲ့ပုန်းတပုန်းတင်ပြပေးဟာကင်မရာနောက်ွေကဖြစ်ရက်တွေဆိုပြီးအဲ့လိုမျက်ရည်မချူပြနဲ့တကယ်အထေအလုံးလုံးနေတာပြည်သူလူထုနဲ့လက်ရှိနိုင်ငံတကာရောက်တဲ့လူတွေပဲမင်းတို့စစ်တိုက်ကဘာလုပ်နေလဲဘာလုပ်နေလဲမရှိနေဘာလုပ်ပါလဲဟုတ်မှပြည်သူလူသွားဆက်နေတယ်ဟမ်နေရာစုံဘုံတော်ကြည့်နေတယ် စကိုက်တိုက်သွားကြေးလိုက်ရှမ်းပြောက်ကိုသွားကြေးလိုက်ရခိုင်ကိုလာကြေးလိုက်ဟမ်ဒီကရင်နေဖောက်သွားကြေးလိုက်နီမျိုးစုံဘုံသွားကြေးနေတယ်ဟမ်ဘုံသွားကြေးနေတော့အဲ့ဒီသတင်းတွေကနောက်ကနေလှိုက်လိုက်တန်းနေတယ်လိုက်လိုက်တန်းနေတယ်မိရဲ့ခုံသိခပိုက်တွေပြသွားလို့လို့ရမလဲဒီလိုအစင်တဲမရှိတဲ့လူတွေကို ထောက်ခံနေတဲ့လူတွေကိုတကကျွန်တော်တော်တော်အံ့ဩတယ်ဒီလား ဲ့ဒီလူတွေဂီတမြန်မာနိုင်ငံပြုတ်ပြုတ်ပြုတ်လို့တော့ပြီဆိုရင်အဲ့ဒီပြုတ်ပြုတ်ပြုတ်အာကျွန်တော်တို့ကျွန်တော်တို့ပဲပပောင်းပါဒီကောင်ကြီးကအရင်လေတယ်နော်ခေါက်လုံးလို့နှစ်ဖက်တီးအကောင်ကြီးခေါက်လုံးလို့ပဲနော်မသိရလေးပါနေတယ်လို့ပဲဟိုဖက်ကောင်ကြီးဟိုဖက်တိန်ဒီဖက်ကောင်ကြီးဒီဖက်တိန်အဲ့လိုလိုက်ကြည့်တဲ့ကွန်ပျူတာဒီလိုကွန်ပျူတာဟိုလုံးဝဟိုမျက်ချင်မပြတ်ကြည့်ထားဖို့လိုတယ်ဒီလိုကွန်ပျူတာကြောင့်နိုင်ငံပုံပြစီနေတာနော်အဲ့ကြောင့်စီဝေကလည်းမပြောမယ်ဆိုရင်လည်းအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AI တိုင်းထဲမှာတိုက်ပွဲတွေနေစဉ်ရဲဆက်ဖြစ်နေတာတနေ့မဟုတ်ဘူးတော့နေစဉ်ရဲဆက်ဖြစ်တယ် ဲ့လိုပဲဒီကြောက်ရွံ့မှလည်းစကားစားတဲ့အေကနေ့စဉ်ရက်သက်တိုက်ခွေ့ပြင်းထန်နေတယ်မသိတဲ့လူတွေကတော့အာတိုက်ညင်နေသလားဒီဥပငလင်းကြောက်ငလင်းကြောက်ဒီသတင်းတွေမတတ်နိုင်ဘူးဒါပေမဲ့မဟုတ်ဘူးနေ့စဉ်ရက်သက်ဖြစ်နေတယ်ဘာဖြစ်ဖြစ်နေသလဲပြင်းပြင်းထိုးစစ်ရှိသလိုမြေပြင်တိုက်ပွဲတွေရှိသလိုစကားစားကိုယ်တိုင်ကလည်းသူတို့ထင်မထင်ထားတဲ့နေရာတွေပေါ့နော်ဥမာဒီနေရာမှာဒီရခိုင်မှာဆိုပြီးအာခတ်တဲတော်ရှိတဲ့နေရာတွေသူတို့ထင်မထားတာပေါ့သူတို့ဒီနေရာမှာအာခတ်တဲတော်ကြီးကိုရှိနိုင်တယ်အဲအဲ့လိုပုံစံမျိုးအဲ့နေရာတွေကိုတော့တော့ဘုံကျေးတာပေါ့ဒီနေနဲ့ ပုံကြည့်တယ်ရှိတာမရှိတာကျွန်တော်လည်းတကယ်မသိပါဘူးနော်အဲ့တော့ပုံသွားကြည့်တယ်အဲ့လိုပဲစခိုင်းတိုင်းမှာလည်းအဲ့လိုပဲဒီရှက်မြောက်မှာလည်းအဲ့လိုပဲဘုံတွေသွားကြည့်တယ်မြေပြင်မှာလည်းတိုက်ပွဲတွေကြီးကြီးဖြစ်တယ်ဒါတော့သူတို့ကအပေါ်မှာတော့ဗျာအပေါ်မှာနေပြီးဟာကျွန်တော်တို့ကဒီနိုင်ငံတော်ဒုက္ခဖြစ်နေတဲ့ချိန်မှာပြည်သူတို့ဒုက္ခဖြစ်နေတဲ့ချိန်မှာဒီကိစ္စတွေဆော်ရနေပါသူပြည်အသင်းသင်းဒီမှာဟုတ်လားမီဒီယာပြောပေမဲ့လက်တွေးမှာဒီမှာသူတို့ဟာပြည်သူလူထုကိုနေစဉ်ရဲစဲတက်ဖြတ်နေတယ်ဆိုတာကိုတစ်ခါလုံးကသိနေတဲ့အတွက်နဲ့ မင်းအော်လိုက်လို့ပြောသမျှဘယ်သူမှမယုံဘူးယုံစရာလည်းအကြောင်းမရှိဘူးယုံလည်းမယုံပါဘူးเนาะဒါလေးကိုကျွန်တော်တို့ပြည်သူလူထုကသိဖို့လိုတယ်ဘာမှမလို့ပြည်သူလူထုကိုကျွန်တော်ထိထိပြောရလဲဆိုတော့ပြည်သူလူထုထိမှာအဲ့လိုခုနကလိုခေါင်းလုံးလိုကုန်ပြီးများနေတယ်ဗျဟုတ်လားခေါင်းလုံးလိုပဲတာလည်းဖောက်ကဲသွားတိမ့်တိမ့်နဲ့အဲ့လိုအဲ့လိုအကောက်နီးလည်းဖောက်ကဲကဲသွားတဲ့ကုန်ပြီးများနေတယ်အခွင့်အရေးသမားတွေများနေလို့နော်အဲကြောင့်တကယ်ဒုက္ခခံနေတဲ့လူတွေကိုတော့ကျွန်တော်တို့ကပြောစရာလည်းမလိုဘူးသီးသီးနေပြီးသားဖြစ်တဲ့အတွက် စကားစားထိမှာရှိနေတဲ့လက်ရှိနော်ဒီစီမူတဲ့ဥပဒေနဲ့ရောက်သွားတဲ့လူတွေအရင်ကတကိစ္ဒီစကားစားထိမှာတကိလူလူကောင်းတွေရှိတယ်အဲ့ဒီလူကောင်းလူကောင်းတွေအနေနဲ့ခင်ဗျားတို့ဘာတွေလုပ်သိနေသလဲကိုမြန်မာနိုင်ငံအတွက်ကိုနိုင်ငံဒီလောက်ထိအဝေးစီးထိအောက်ကိုဆွေးချသွားတဲ့အချိန်တိုက်တိုက်ရောက်နေပြီဆိုတော့ခင်ဗျားဘာလုပ်သိနေလဲဒီတိုက်ပဲခင်ဗျားတို့ရင်ကုန်ထုတ်ပေးပြီးနေကြမလားဆိုတော့ခင်ဗျားခင်ဗျားဆုံးဖြတ်ကြလူတယောက်ဟာလူတယောက်အတွေ့ခေါ်တွေးရမယ်နော် ကိုကနိုင်ငံမှာနိုင်ငံသားကောက်တယောက်ဖြစ်ချင်တယ်ကိုကနိုင်ငံကိုကာကွယ်တဲ့ဆောင်ချုပ်တဲ့အဖွဲ့အစည်းကဟုတ်တယ်ဆိုလို့ရှိရင်အဲ့ဒီဂုံသိက္ခာတရားကျွန်တော်တို့အပြင်ကလူတွေကအစားမရှိအပြင်ကလူကကိုကကိုသိတာလေးပဲခြားပြတယ်ကျွန်တော်ကတော်တော်လေးဖွေးမလဲနဲ့ကလည်းမဟုတ်နိုင်ငံရဲ့ဟုတ်လားစီသားလုံးကနိုင်ငံသားကောက်ကိုခေါ်တဲ့စီသားလည်းမဟုတ်ဘူးကျွန်တော်တို့ကအဲ့တော့နိုင်ငံသားကောင်းဆိုပြီးလက်နက်ကြိတာပြီးပြည်သူလူထုကဒုက္ခပေးနေတဲ့လူတွေနဲ့ကျွန်တော်ကအပြင်ကနေလို့အမှန်တရားလေးခြားပြနေတယ်ခင်ဗျကျွန်တော်တို့ပို့ပြီးခင်ဗျားတို့ထက်နော်ဂုံသိက္ခာချီးသိတယ်နိုင်ငံသားကောင်းခေါ် ကိုကဘောခန္ဓာရဲ့လက်နေကြီးတကားကနဲ့ခင်ဗျားတို့လာလို့ချင်းပြည်သူလူထွက်နေကြမယ့်ဟိုပြည့်ရဒီပြည့်ရနဲ့ဒီလိုကိစ္စမျိုးကြီးတူကိုဟမ်ခင်ဗျားတို့မချက်ဘူးလားနိုင်ငံတကာမှာစေတားတွေလာပြီးဆိုပြည်သူလူထွက်ကပျော်ကြတယ်ကြိုးဆူကြတယ်ဖဲကြတယ်လက်စွပ်တော့နမ်းကြတယ်အချစ်ကြတယ်ပေါ့နော်မြန်မာနိုင်ငံကစေတားဆိုအပြန်ကြတာနဲ့ပြည်သူလူထွက်ချက်တောင်းလှပြောက်ပဲဒီကောင်တွေလာပြီးချက်တောင်းတော့ဒီကောင်တွေကိုယ်တိုင်ကလည်းသူလာပြီးဆိုချင်းဟုတ်လားစောက်ခွက်မှာမှာတဲ့သူတို့ရဲ့အာလက်မကြီးတကားကနဲ့ပြည်သူလူထုကိုဟင်္ဂါဟောက်လာတွေလောက်တာကို ်မခင်းမချီတယ်လောက်ခဲ့တာဟုတ်လားလူမချီမချီတဲ့နေရာမှာခိုးယူဆိုလူလူနိုင်အဲ့လိုပုံစံလုပ်တဲ့ဆိုတော့မြန်မာနိုင်ငံစီးသားဆိုတဲ့ကောင်တွေကနိုင်ငံတကာမှာတခုတည်းများအစင်းသာတော့ချီးတယ်ဒါမျိုးနာရှင်နဲ့နာတာအမြန်တရားတွေပြုတ်ကြတာနော်အဲ့တော့ပေါ့ဗျအဲ့တော့ကျွန်တော်မြန်မာနိုင်ငံကပြည်သူပြည်သားတွေနေပါတော့မြန်မာနိုင်ငံသားတွေနဲ့နိုင်ငံတကာကိုထွက်ပြေးလုံလောက်ဆိုကျွန်တော်ဂုံသိခချင်းချင်းနဲ့ကျွန်တော်လှုပ်ရှင်တာဂုံသိခချင်းချင်းနဲ့လှုပ်ဖို့တော့လေဟလာဒီစာအုပ်တွေဒီကျွန်တော်တို့ပါမစ်တွေနဲ့သွားကြတယ်ဗျဒီကြားထိကနေပြီးရင် အခက်ခဲတဲ့မျိုးစုံနဲ့ရင်ဆိုင်ရတဲ့လူမျိုးရေးပြဿနာဘာသာရေးပြဿနာနှိမျိုးစုံကျွန်တော်ခံရတယ်။ထိုင်းနိုင်ငံမှာဆိုလည်းလာကူးဆိုရင်အဲ့လိုမြန်မာမြန်မာပေါ့နော်ဒီအမျိုးသားရအဆွမ်းရောက်ပုံစံမျိုးကသူတို့မှလည်းဆွမ်းရောက်အမျိုးသားဆွမ်းရောက်လို့ရှိတယ်။အဲ့ဒီကောင်တွေဆိုလည်းကြည့်ကျွန်တော်ပြောချင်တာကထိုင်းနိုင်ငံမကောက်တာမဟုတ်ထိုင်းနိုင်ငံကောက်တယ်ဒါပေမဲ့အဲ့လိုအဆွမ်းရောက်တွေကြောင့်ထိုင်းနိုင်ငံတဖြစ်ဖြစ်နှာပြပြဲလာတာတွေ့ရတယ်။မလေးရှားမှာလည်းအဲ့လိုပဲနော်ကျွန်တော်နေနေခဲ့တော့မလေးရှားမှာဆိုလို့ရှိရင်ဟုတ်လားမလေးလူမျိုးတွေအရင်ကောက်တယ်ကျွန်တော်တခုတခုဒုက္ခပြုတာမလေးလူမျိုးတွေခုန်ချီဖို့အဆင်သင့်ရှိတယ် ကျွန်တော်ရဲဖက်တယ်ဗျာကျွန်တော်ထွက်ပြေးတယ်ရေးလာတော့ကိုကဈေးသွားတယ်ရေးကတော့ကားနဲ့လိုက်လာတယ်အာမလေးအိမ်ဝင်ပြေးကျွန်တော်နော်မလေးအိမ်အဲ့နဲ့ထိုင်ဒီနေ့လည်းကြည့်ကြည့်မဟုတ်ဘူးအဲ့အိမ်ကပန်းရှင်လေးတွေလုံထားတယ်ခုံတွေရှိတာအဲ့ဒီမှာဝင်ပြီးကျွန်တော်ထိုင်နေလားထိုင်တော့အဲ့ဒီမလေးပါဆင်းလာတယ်မလုံးနေတာလည်းလေကျွန်တော်ပြတော့ကျွန်တော်လူကောင်းပါပေါ့နော်ကျွန်တော်လူကောင်းပါဒီမှာဟိုမှာကျွန်တော်ပါစပို့လေးမရှိဘူးကျွန်တော်ရေးရေးလာလို့ကျွန်တော်ထိုင်တာလာလာလာတော့ထိုင်ဒီမှာထိုင်ဒီကိုကိုရေးလွတ်လွတ်တိုင်လိုက်သေးတယ် အရင်ကောက်ပါတယ်မနေ့တူမျိုးတွေမကောက်တာမဟုတ်ဒါသို့တော်လဲသူတို့ထိမှလဲအမျိုးသားရေးသမားဆွမ်းရောက်ဆိုတာရှိတယ်နော်အဲ့ဒါကိုကျွန်တော်ကတိမ်ကြုံပြီးရင်အဲ့ဒီလူမျိုးတွေကိုမြင်ပြီးတိမ်ကြုံပြီးကျွန်တော်တို့ကမလေးမကောက်ဘူးထိုင်မကောက်ဘူးလို့ကျွန်တော်တို့ကအပြောပြောလို့မရဘူးပြောကြလည်းမလိုဘူးနော်ကောက်တဲ့လူတွေအများကြီးရှိပါတယ်နော်အဲ့ကြောင့်ဒါကြီးပဲတစ်ခုတော့ရှိတယ်ကိုလူလဲကိုသူများနိုင်ငံမှာတောင်းနေတဲ့အခါဟုတ်လားသူများနိုင်ငံနဲ့လိုက်လိုက်လျှော့ညီထွေတဲ့နေထိုင်မှုနဲ့နေဖို့တော့လိုတယ်အဲ့ဒီထိမှာထိုင်းနိုင်ငံမှာအစိုးဆုံးပဲထိုင်းနိုင်ငံမြန်မာတွေလည်းအများကြီးတွေ့တယ်မြန်မာနိုင်ငံထိုင်းနိုင်ငံမှာရောက်တဲ့မြန်မာတွေက เนาะနောက်ဆုံးဘာလို့စိတ်ဝင်သွားလဲဆိုတော့ထိုင်းနိုင်ငံကမြန်မာနိုင်ငံပုံစံမျိုးတွားရှုတာတွေ့ရတယ်เนาะအကြီးအသေးစားတောက်ဆော့အော်ဟေးတောက်ကျန်းလမ်းမှာတွေ့ပါကြအဲ့လိုမျိုးတွေကြတော့နော်နေနေမုံလဲကောကများများမုံသွားတယ်လုံးဝမမုံလဲလို့ကတော့နေနေမျက်မုံကုတ်တော့ဒါမျိုးတွေဖြစ်တယ်ဒါထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးကျွန်တော်ကြုံခဲ့တာအများကြီးရှိပါတယ်နော်အဲအကြောင်းကိုရိုးလဲအနေထိုင်ရှင်ဖို့လို့လဲအခုကြည့်ထိုင်းနိုင်ငံမှာနော်မြန်မာနိုင်ငံသားအများကြီးသိဆုံးတယ်ထိုင်းလူမျိုးတွေဘလောက်ဝန်းနေကြတယ်ကြေကွေးကြတယ်အဲ့လိုပဲပြိုရဲလူတွေရှိတယ် တရားမှတရားနှစ်ယောက်ကပြောနေတာကိုကျွန်တော်ကဒီကြီးခွင့်ရလုပ်ပြီးအဲ့ဒါ positive တင်ပြီးဟာလုံးကြမလို့ဘူးနော်ဝယ်နေတဲ့လူတွေကဟုတ်လားစိတ်မကောင်းဖြစ်လူတွေကအများစုအဲ့ဒါအများစုကျွန်တော်တို့က respect ထားရမယ်အဲ့ဒါတချို့ရ reaction တွေလုပ်တဲ့ဟိုကလုပ်တဲ့တရားလုပ်တဲ့ဆိုပြီးဟုတ်လား TikTok တွေမှာကျွန်တော်မြင်ပါတယ်ဟုတ်လားမှာကြည့်မြန်မာတကယ်တည်းကိုဘာဖြစ်တဲ့ဒါဘာလုပ်တာဖြစ်ပြီး no နော်သူများနိုင်ငံနေပြီသူများနိုင်ငံမှာအမျိုးသားရေးစွမ်းအားဆိုတာချီးပီးတာအဲ့ဒါအဲ့တရားနှစ်ယောက်ရဲ့ထားဖောက်မှုတွေကိုကျွန်တော်ကဂုဏ်တိထိတယ်လို့အများစုရဲ့စာနာမှုကျွန်တော်လက်ခံရမယ် နော်အဲ့လိုလက္ခဏာကိုလည်းကိုရောကျူးစားဆိုတော့ပြတယ်ဟုတ်လားခင်ဗျားကြည့်လိုက်တင်ဆုံးသူတို့သူဝင်းနေအချင်းအထင်းမဲ့တွေကိုစီအများကြီးတော့ပြနေကိုမြန်မာနိုင်ငံထက်တော့ပိုပြီးကိစီလောက်ပြနေသေးတယ်မြန်မာနိုင်ငံမှာကြည့်သေးပြီးနှစ်ရက်လောက်မှငလေးလောက်ပြီးနှစ်ရက်လောက်မှလာပြီးကိစီတာသူနဲ့ကမချက်ချက်ကိစီတယ်နော်အဲ့ကြောင့်မြန်မာထိုင်တဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းအနေထိုင်လိုက်တာပြော့ဆိုလေးတွေယူဆိုင်ဖို့လိုတယ်အဲ့လိုပဲအဲ့ဒီ YouTube မှာပိုက်ဆံရဖို့ original လောက်တဲ့ဆိုတဲ့လူတွေကလည်းနေနေပြောချင်တယ်ခင်ဗျားလည်းလေဟုတ်လားခွေးရှိပါတာလေ original လောက်ဟုတ်လားခွေးနေကောက်ကတ်တာလေ original လောက် လောက်တာရိုးရိုးလောက်တာမဟုတ်ဘူးနော်ဒါအရေးကြီးတယ်တော့ပိစုံအောင်ကြီးလိုက်နော်ပိစုံအောင်ကြီးလိုက်အပြင်ကျွန်တော်ခြေပင်းအောင်နော်မရှက်ဘူးလားသူများကကြီးတယ်ဖြစ်တယ်မကြီးဘူးရင်တော့သူကြိုက်ရင်သူဟာဒါဖြစ်နိုင်တယ်မဟုတ်ခြေပါဘောအခုမဟုတ်ဘူးစကားနှခွက်မပြောရသေးဘူးခြေပင်းတော့ကျွန်တော်ခြေပင်းတော့ဒါအရေးကြီးတယ်နော်ခြေပင်းကျွန်တော်ပြောပြီးအောင်စုံအောင်ကြီးနော်ဘာသဘောတွေလဲမင်းတို့ဟမ်နိုင်ငံတကာမှာလည်းအဲ့ YouTube YouTube ပါလေမရရှိတာပဲအဲ့လိုစကားတခါမကြောက်ဘူးဟမ် တခါတော့ကြောက်ဘူးနိုင်ငံတကာ YouTuber တွေသူတို့ပြောရှိရာစတဲ့ပြော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 ပြီးဆုံးအောင်ပြောတော့တယ်မြန်မာနိုင်ငံကမှပြောရသေးဘူးနော်ကျွန်တော်အရေးကြီးတာပြောမယ်တော့အရေးကြီးတဲ့ရှင်ရှင်တို့ခါလာတာဒီပို့စံတော့ကျွန်တော်မနေ့ချထားတာနော် share လုပ်ပေးတော့ share လည်းမ share ဘူးအခုသိက္ခာပြောတာနိုင်ငံမှာအုပ်ချုပ်တဲ့ကောင်တွေကသိက္ခာတရားခုံသိက္ခာတရားအချက်တရားမရှိတဲ့ကောင်တွေရှိနေတော့အဲ့လိုအချက်တရားမရှိတဲ့ကောင်တွေတော့ live ပြီးဟုတ်လားဘယ်လိုပြောမလဲဒီ labor တက်ဒီတန်နဲ့လှော်ဆိုသလိုပေါ့အဲ့လိုပြောနေကြတာ အဲ့ဒီထဲရနေပြီဟုတ်လားဒီပုံတွေကဒီပေးဆိုပေမဲ့အဲ့ဒီပေးတဲ့ဘက်ကကျွန်တော်ရွေးထုတ်ပါကိုရအချင်းကိုရဂုံတိတ်ခါတွေကိုမြင့်တင်ပါတော့ကျန်ပေးရင်းနဲ့ဇန်နဲ့ဒီနေ့ကဒီတော့ပဲပြောချင်တယ်ခင်ဗျားတို့ပေါ့နော်အဲ့ဒီတော့အဲ့ဒါဒီတွေကဒီတော့ပြောချင်တယ်ပဲကျွန်တော်နောက်တစ်ခုပြောချင်သေးတာဘာလဲဆိုတော့ကြီးတော့ကြီးရတယ်ပြတခါကြားလို့ရှိရင်ကျွန်တော်တို့ဘာသာရေးသမားတွေကလည်းလေတခါကြားလို့ရှိရင်အကျောက်အမျိုးမျိုးပြပြီးဘာသာရေးထိမှာနော်ဒါကိုတော့တနေ့ A16 အုံးမှာကျွန်တော်ဒီကိစ္စနဲ့ ဒီဒီကျွန်တော်ဒီခါဘုရားဒီတဘာပေးအနေနဲ့ညင်သွားတဲ့ချိန်မှာတဘာသားကြီးတစ်ခေါက်ပြင်အောင်မယ်နင်းနေပြောကြတယ်ချီသေးတယ်နော်အဲရောက်ကျွန်တော်နိုင်ငံတကာရောက်နေတဲ့ပြည်သူလူထုမြန်မာပြည်သူလူထုတွေနဲ့နော်ဒုက္ခရောက်နေပြည်သူလူထုကိုကူညီဆောင်ကြောပေးဖို့ကူညီတောင်းချင်တယ်အဲ့လိုပဲထိုင်းရောမလေးရှားမှာရှိတဲ့စင်ကာပူမှာရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းပေါ့နော်သူတို့နိုင်ငံနဲ့လိုက်ထွက်ညီထွေတဲ့နော်နေထိုင်မှုတွေနဲ့နေထိုင်ပြီးရင်သူတို့နဲ့တဟားစတာကြောက်ဖို့ကျွန်တော်လိုတယ်ကျွန်တော်လည်းနေဖို့ပါတယ်ကျွန်တော်လည်းထိုင်မှာနေဖို့တယ်မလေးရှားမှာနေဖို့တယ်ဟုတ်လား လိုက်လျှော့တဲ့နေကျွန်တော်လိုက်လျှော့နေကျွန်တော်နေထိုင်ဖို့တက်ဖို့တော့လိုလိတဲ့လိုပါတယ်ဘာဖြစ်သူတို့မှလည်းအမျိုးသားရဲ့အဆွမ်းရောက်သမားဆိုရှိတယ်နိုင်ငံတိုင်းမှာနိုင်ငံတိုင်းမှာသူတို့မဟုတ်မှမထိုင်မလေးမဟုတ်နိုင်ငံတိုင်းမှာအမျိုးသားရဲ့အဆွမ်းရောက်ဆိုတာရှိတယ်ဒါလို့ကောက်ကောက်ပုံပုံနဲ့ဟုတ်လားယူယူတသားဘယ်လိုယူယူတသားဆိုလို့ပြောနှစ်ဖက်ကိုမြင်နေတဲ့လူတွေလည်းအများဆုံးရှိပါတယ်အဆွမ်းရောက်ရတာအနည်းစုပေါ့ဗျာမြန်မာနိုင်ငံကအဆွမ်းရောက်တယ်ဗျာမြင်တိုင်းပဲအနည်းစုမြန်မာနိုင်ငံသားတွေလက်ခံကြတာအများဆုံးလက်မခံဘူးဒီလိုပဲထိုင်လို့မလေးမှာလည်းအဲ့လိုပဲအဆွမ်းရောက်တွေရှိတယ်ဒါအများဆုံးလက်မခံပါဘူးနော်ဒါလေးကိုတော့ ကိုကလည်းကိုစဉ်းစားပြီးရင်ကိုရဲ့နေထိုင်မှုရောဘလို့နေထိုင်မှုဆိုတော့ကိုကိုကဆုံးဖြတ်ပြီးနေကြပါလို့ဆုံးဖြတ်ပြီးပြောရှင်တာပေါ့နော်မြန်မာနိုင်ငံမှာမင်းအော်လေးကတော့အချက်ကွေးပြီးကိုရေးပြီးဟဲ့အချက်ကွေးပြီးကိုရေးပဲမသိရင်ပဲသူတို့ကဒီကေစီရေးတွဲမှာအာဝီအာတို့ခန်းစားလုံးနေတယ်လို့ပုံစံတကယ်တမ်းမဟုတ်ဘူးကေစီရေးကအယောက်ပြပြီးသူတို့ကဟိုဘက်မှာတော်လည်းရဖွေလို့တော်ပြီးဘုံကြီးလူသားဦးနေလို့တာအဲ့ဒီဟာတွေကဘာဖြစ်တော့လဲနိုင်ငံတကာစာမျက်နှာတက်တော့တယ်နော် နောက်ဆက်လို့လာပါလိမ့်မယ်နော်အဲ့လိုမြင်ရပါလိမ့်မယ်အဲ့လိုအဆင်ပြေကြပါလိမ့်မယ်